ဒီကနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတပုတ်ကတော့ကိုလာဆိုရဲ့ရေးသားတဲ့ဒီတစ်ခါခင်ကြီးအလှည့်လာဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံရေးမှာစေကောင်းဆောင်များရဲ့ခိုင်းခံဖြစ်အတုံးတော်ခံလာတဲ့ကျန်းဖို့ပါတီရဲ့လက်ရှိကောင်းဆောင်ခင်ကြီးဟာပါတီရန်ပုံငွေမှကျန်းဝေးဘီလီယံနဲ့ချီ၍တားဖြစ်သူပိုင်ကုမ္ပဏီကိုလွှဲပြောင်းပေးခဲ့မှုမြန်မာနောင်တရင်ကဖွင့်ချလိုက်ပြီဖြစ်ပါတယ် ကုမ္ပဏီများမှတ်ပုံတင်လုပ်ငန်းနဲ့ပါတီခေါင်းဆောင်ပိုင်းနဲ့နှီးဆက်တဲ့သတင်းရက်ကွက်များအစိုးရနေပြည်တော်ရှိငလျင်တန်းကြောင့်ပျက်စီးသွားတဲ့ကျန်းဖို့ယုံအားပြန်လည်တည်ဆောက်ရန်ဆိုကတာဖြစ်သူပိုင်း Embryo စောက်လုပ်ရေးကုမ္ပဏီကိုကြန့်ငွေ2ဘီလီယံပေးခဲ့တယ်လို့သိရပါတယ်။အစိုးရကုမ္ပဏီကမှတ်ပုံတင်ထားသူဟာထက်ရန်နိုင်စိုးဖြစ်တယ်လို့မှတ်တမ်းများမှာဖော်ပြထားပါတယ်။ ကျန်းဖို့မှတာဝန်ရှိသူများကပြန်လည်တိဆောက်ရမယ်ကုန်ကြစည်းကိုခံမှန်းတွက်ချက်ပေးရန်မူလတိဆောက်ခဲ့တဲ့အီဂျန်တာကုမ္ပဏီအားစီခိုင်းခဲ့ပါတယ်အစိုးရကုမ္ပဏီမှနှစ်တသက်မှ3ဘီလီယံကျပ်နဲ့အစုပြုချက်တင်ပြခဲ့ပါတယ်သို့သောဈေးနှုန်းတိသွားပြီဖြစ်လို့ခင်ရီတားရဲ့အမ်ပရီယိုမှဈေးအနှဲငယ်လျှော့ချကနှစ်တသက်မှ1ဘီလီယံနဲ့အစုပြုလာခဲ့ပါတယ် ကျန်းဖို့အားလဲဈေးနှုန်းသက်သာတဲ့ခင်ဟီတာကုမ္ပဏီကိုပေးရဖို့သာ ရှိပါတော့တယ်။ထို့သောလုတ်တဲ့နင်းနဲ့မိသည့်အဖြစ်ကိုကန့်ကွက်ခဲ့သူဟာပါတီဒုက္ခထသုံးဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးဟောင်းမျိုးစော်သိန်းသာရှိတယ်လို့ဆိုပါတယ်။တန်လူများကမကျေနပ်တော့လဲဥက္ကဋ္ဌဖြစ်နေလို့နှုတ်ဆက်နေကြတယ်လို့ဆိုပါတယ်။ပြန်လဲတိဆောက်ရေးလုပ်ငန်းနဲ့လုပ်ငန်းဟာနိုဝင်ဘာလမှာစတင်လာပြီး ကြံ့ငွေ1ဘီလီယံအထိပေးချေခဲ့ရပြီးဖြစ်တယ်လို့ဆိုပါတယ်အမ်ဘရီယူအာနေပြည်တော်ရှိ တက်ခိနသီရိယုံကိုသာမကတက်ကုန်းနေပြီးတော့ပြည်တော်စုနင်းမီနောင်ချိုမျိုးရှိမီးလောင်ပျက်စီးသွားတဲ့ယုံကိုကပြင်ဆင်ဆောက်လုပ်ရန်လုပ်ငန်းချပေးထားပါတယ်။ကုန်ကြမဲ့ငွေပမာဏကိုမူထုတ်ဖော်ပြောဆိုခြင်းပြောဆိုခြင်းမရှိလို့သိရပါတယ်။တက်ခိနသီရိမျိုးနယ်ရွှေပြားပင်ရက်ွက်ရှိပါတီယုံကိုပြင်ဆင်ဆောက်လုပ်နေဒီကိုလဲကုမ္ပဏီရဲ့တစ်တော့အကောင့်မှာပြသထားပါတယ်။ ဝမ်မိုက်ကိုတနက်16ချမှန်းခဲ့ဘူးတယ်လို့ကြွေးကြော်ထားတဲ့အသက်82နှစ်ရှိခင်ကြီးမှာသားသမီး3ယောက်ရှိပြီးတော့ထက်ရန်နိုင်ဆိုးတမီးခင်မျိုးမျက်ဆိုးမေးဖြူပွင့်ဆိုးတို့ရှိပါတယ်ခင်ကြီးက2020ရွေးကောက်ပွဲမှာလက်ကမ်းစာဆောင်မှာ၎င်းရဲ့သားသမီး3ယောက်စလုံးမာစတာဒီဂရီများရရှိထားတယ်လို့ဖော်ပြထားပါတယ်ထက်ရန်နိုင်ဆိုးဟာမဲဘုံတက္ကသိုလ်မှာမာစတာဘွဲ့ကိုရခဲ့တယ်လို့ဆိုပါတယ် အားလုံးအတွက်အားသင့်စရာ ဖြစ်ခဲ့ရသည်ကခင်းကြီးတားပိုင်အမ်ပရီယူအားငလျင် မလုံးမီအချိန်ထိတည်သူနဲနေခြင်းဖြစ်ပါလေနေပြီးတော့ရှိဆောက်လို့ရေလောကမှာကာလကြာမြင့်စွာလောက်ကင်နေတဲ့အမှုဆောင်ဒါရိုက်တာတဦးက၎င်းနေနဲ့ထိုးနှမ်းမဲကို ကြားပင်မကြားဘူးပါလို့ပြောပြခဲ့ပါတယ်ခင်ရဆေးရုပ်စုရဲ့ရွေးကောက်ပွဲမှာနေပြီးတော့ရှိဇေယာတီရီအားကိုစားပြုပြီးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ် ကျမ်းဖို့ဟာဇေယသီရိနယ်မြေမှာ2010မှစပြီးရွေးကောက်ပွဲတိုင်းအနိုင်ရခဲ့လို့ခင်ကြီးအဖို့အရွေးခံရဖို့အသေးချဆုံးနယ်မြေဖြစ်ပါတယ်။သို့တော်ခင်ကြီးဟာမဲဆွယ်စီယုံရေးကိုအကြီးအကျယ်ပြုလုပ်နေပြီးတမီးဖြစ်သူမွေမေဖြူပွင့်ဆိုးဟာလည်းဖခင်နဲ့အတူ တက်ကြွစွာ ပါဝင်လျက်ရှိပါတယ်။

ရခင်ဝန်ကြီးအောင်စိုးသိမ့်ရဲ့စာအုပ်မှာအ ਨੇ ဆုံး17ချိန်ခန့်စစ်တပ်လူလာတဲ့ဆန္ဒပြပွဲများ လုပ်ခဲ့ပြီးအာဏာသိမ်းပြီးနောက်မှာလည်း17ချိန်ခန့်လုပ်ခဲ့တယ်လို့យေတာထားပါတယ်။မင်းအောင်လှိုင်ရဲ့အာဏာသိမ်းပြီးနောက်မှာ၎င်းအားဘူသိမ်းစိန်လက်ထက်ကလူလူဝင်မှုဝန်ကြီးအဖြစ်တနစ်ခန့်ပြန်လဲခန့်ပြီးခဲ့ပါတယ်။မင်းအောင်လှိုင်ကရွေးကောက်ပွဲပြီးမှခင်ရဲ့တစ္ဆာရှိမှုကိုဆုလက်မိတို့သောယာဒူးမျိုး ပေးမယ်ဆိုသေးကစောင့်ကြည့်ရအောင်မှာဖြစ်တယ်လို့ရေးသားထားပါတယ်။သို့မဟုတ်ယခုလိုသတင်းမျိုးနဲ့မင်းအောင်လိုင်းဖို့ခင်ကြီးအားဂျောင်းထိုးကိုအခွင့်အရေးရသွားပြီလားဆိုဒီကိုလည်းစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။မဖြစ်မနေမဲပေးရဖို့ဖြစ်လာကပယ်မဲလုပ်၍မရတဲ့အတူတူကြံ့ဖို့မှလွဲ၍အခြားပါတီများတဲ့ထက်မှ ဖြစ်မှာပါ။တုံးမသာဆေးအုပ်စုအကြိုက်ရိုက်အောင်ထိုးနှက်နိုင်မှာဖြစ်ပါတယ်။ ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်